တိအောင်ဆောင်စဉ်းစားတွေးခေါ်တတ်တဲ့သူတွေမှာတွေ့ရတဲ့အဓိကအချက်သူတို့တွေကတခြားသူတွေရဲ့စဉ်းစားတွေးခေါ်မှုပေါ်မှာလေးစားတံမိုးထားတတ်ကြပါတယ်ဘလို့လေးစားတံမိုးထားလဲနံပါတ်၁ကောင်းစွာနားထောင်ပြီးတတ်တဲ့သူဖြစ်ပါတယ်သူတို့ရဲ့ခံယူချက်ကကိုလိုဂျင်နေတဲ့ idea တစ်ခုသို့မဟုတ်ကိုလိုဂျင်နေတဲ့အဖြေတစ်ခုဟာအခုပြောနေတဲ့သူပေါ်မှာကောင်းစွာနားထောင်ပြီးခြင်းအဖြစ်ရနိုင်တယ်လို့သူတို့ကနှလုံးသွင်းထားကြပါတယ်နံပါတ်၂ အချားသူတွေရဲ့အချားသူတွေရဲ့အပေါ်မှာလုံလောက်တဲ့အချက်အလက်မပြည့်စုံမဲနဲ့ဘယ်တော့မှကောက်ချက်ချပြောဆိုခြင်းမရှိပါဘူး။ဒါကြောင့်သူတို့တွေဟာတစ်ခုခုကိုကောက်ချက်ချစဉ်းစားဆွေးပြခေါ်ရမယ်ဆိုလို့ရှိရင်အချက်အလက်တွေကိုစုံလင်အောင်စူးစမ်းတတ်ကြပါရစေ။နောက်တစ်ချက်ကတော့ဘယ်သူတယောက်ပေါ်မှာမလေးမစားမပြုလုပ်ခြင်းနဲ့ဖြစ်ပါရစေ။ဒါပေမို့ဆိုလိုတာလဲဆိုရင်ကိုယ်နဲ့ဆက်ကျင်ဘက် idea ဖြစ်နေတယ်။ဆက်ကျင်ဘက်အတွေးခေါ်ဖြစ်နေရင်တောင်မှပဲသူက အာသူရဲ့အကြောင်းကျိုးစီဆောင်မှုမရှိခြင်းတွေအပေါ်မှာပဲအာတော့တက်ပြီးတဲ့အခါကျရင်ဘယ် idea ကမှတရားရဆိုင်လုံးမမှန်နိုင်ဘူးဘယ်အတွေ့အခွန်ကမှတရားရဆိုင်လုံးမမှန်နိုင်ဘူးဆိုတဲ့စိတ်ကိုနှလုံးသစ်ထားပြီးတော့အာဒီရီရဲ့အော်မလေးမစားဖလို့ချင်လဲမပြုလုပ်ပါဘူးဒါဟာဒီလိုမျိုးအချက်တွေနဲ့ခြားသူတွေရဲ့အတွေ့အခွန်တွေပေါ်မှာတတ်မိုးထားတဲ့ချက်ဟာလည်းပဲတင့်ရဲ့အတွေ့အခွန်တွေကိုတကယ်ကိုပြည့်စုံတဲ့အပြည့်စုံလောက်မှုကိုဖြစ်ပေါ်စေပါတယ် tình chỉ thích tengok, tidur di kamu juga, terus sampai mana?